စကိုင်းတိုင်းဒေသကြီးရင်းမပင်အကျော်ကချောင်းမနဲ့ကဏီမရောက်ခင်ဟိုင်ဝေးလမ်းမကြီးရဲ့နဘေးညာဘက်ကိုထိုးဆင်းလိုက်ရင်တော့ရွာငယ်လေးတွေအစီအီရှိနေပါတယ်။အဲ့ဒီရွာငယ်လေးတွေကိုဖျက်ပြီးတော့ဆက်ပြီးသွားရင်တော့အဆုံးရောက်ရင်ချင်းတွင်းမြကြီးနဘေးမေးတင်ပြီးတော့ဒေထားတဲ့ကြောင်မော်ဆိုတဲ့ရွာကြီးတရွာရှိပါတယ်။အဲ့ဒီရွာနဲ့ကျွန်တော်နဲ့မထင်မထားပဲရည်စက်ဆုံးလို့ရောက်ရှိသွားခဲ့တာကတော့2005 2006လောက်ကဖြစ်ပါတယ်။ရောက်ရှိသွားတဲ့အကြောင်းရင်းအားလဲတက္ကသိုလ်ဝင်တဲ့မအောင်မြင်ခဲ့ကြတဲ့ကျွန်တော်နဲ့ ညီကိုဝမ်းခွဲတော်သူ အောင်ကောင်းမြတ်တို့နှစ်ယောက်ကိုဦးလေးအတော်ဖြစ်သူလူကကြောက်မော်ရွာကလင်းလဲလို့မြင်ရတဲ့ဘော်ရာဆောင်မှာနေစီပြီးတော့တက္ကသိုလ်ဝန်ထမ်းကိုမအောင်ပြန်လဲဖြေစုခိုင်းတာပါကျွန်တော်တို့ရောက်ရောက်ချင်းတလားကြော်လောက်မှာပဲကြောက်မော်မြောက်ရွာကအမျိုးသမီးတယောက်တရေခုတ်ခွာစီခံရတယ်ဆိုတဲ့တင်းကိုစာကြရပါတယ်ကျော်ထဲမှာဟိုးလေးတကြော်ဖြစ်နေတဲ့တင်းမို့စာတင်ချိန်ပြီးတဲ့နောက်အဆောင်သူအဆောင်သားတွေစာတင်ခန်းအပြင်ပြင်အေကမ်းမှာမှာ ဝိုင်းထိုင်ကြပြီးတော့အဲ့ဒီအကြောင်းကိုစိတ်ဝင်စားပြောဆိုကြပါဘူးကျွန်တော်တို့ညီကိုနှစ်ယောက်ကတော့သူတို့ရွာရဲ့ဒလီထုံးစံတွေနဲ့အံဝေခွေမကြသေးတဲ့အတွက်ခက်စစ်စိတ်ပဲနားထောင်နေပါတယ်ကျွန်တော်တို့အဲ့ဒီအကြောင်းကိုပြောနေတာကတော့ညနေဆောင်နေဝီရီရောအချိန်ပါအဲ့ဒီလူပြောနေစင်ပါပဲစေးပြင်းလိုက်ခဲရင်နဲ့ငြိမ်သက်နေတဲ့အဆောင်ပိုင်ရှင်ဆရာဦးဖူးကျော်တောင်စိတ်ပါဝင်စားလာပုံရပါတယ်သူစပွဲကောင်ကထားပြီးကျွန်တော်တို့ចောင်းသူចောင်းသားတွေစုထိုင်နေတဲ့စပွဲအရှိစီကို ဥတီပြီးတော့ရှောက်လန်းလာပါတယ်။ပြီးတော့ဒီရွာကအဖိုးလုံးနဲ့သူတို့နှစ်ယောက်ကြုံတွေ့ခဲ့မှုတဲ့အဖြစ်အပျက်တခုကိုပြန်တောင်အမှတ်ရမိတယ်ဆိုပြီးတော့စကားအဆချီလာပါတယ်။ကျွန်တော်တို့ရဲ့အားလုံးဆရာပြောပြမယ့်အကြောင်းကိုစိတ်ဝင်စားစွာနဲ့စောင့်မျှော်နေပါတယ်။အဲ့ဒီအချိန်မှာပဲခြံဝါးကနေလူတစ်ယောက်လာတာကိုဆရာမြင်တဲ့အတွက်ခြံဝါးကိုခဏထွက်သွားပါတယ်။ခဏနေတော့ကျွန်တော်စီကိုပြန်လာတယ်လေ။ဟိုဘက်ပိုင်းကအဖအနေလေဒီချိန်ကြီးမှာ ဆရာတို့ဘက်ကသူ့အမျိုးအိမ်ကိုသွားခြင်းလို့တဲ့ဘသူမှလည်းမပါဘူးဆိုပြီးတော့ဆရာကကျွန်တော်တို့ပြန်ပြောလာပါတယ်အဲ့လိုပြောတော့ရွာဟိုဘက်ပိုင်းကအဖအနေကိုစောစောကဆရာလှမ်းမြင်တဲ့အတွက်သွားပြီးစကားပြောတာဖြစ်မယ်ဆိုပြီးတော့ကျွန်တော်တို့အားလုံးသိလိုက်ပါတယ်ရွာရဲ့ဒလီထုံးစံအရည9ခွန်းနိုင်လောက်ကလေးကတရွာလုံးဟိုဒီသွားလာသူမရှိကြဘဲနဲ့ငြိမ်သက်တိတ်ဆိတ်နေပါတယ်မိမိတ်သွားပြီးဆိုတော့အဆောင်ပြေတစ်ခုလုံးကလည်းတစတစနဲ့မောင်မောင်မဲမဲဖြစ်လာပါ အဲ့ဒီတော့မှဆရာရဲ့စောစောကဖြစ်ဖြစ်ခဲ့တဲ့အတွေ့အကြုံကိုကျွန်တော်တို့ပြောပြပါဆိုပြီးတော့ဆက်မေးရပါတော့တယ်။အဲ့ဒီခါမှာဆရာပြောပြတဲ့အကြောင်းအရာကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဆရာဥဖိုးကျော်တယောက်နေဝေးရဘောရဆောင်လာတဲ့တဲ့ចောင်းသားတယောက်အတွက်မုံရွာမျိုးပေါ်ကိုရောက်ရှိလာခဲ့ပါတယ်။ရောက်ရှိခဲ့တဲ့အကြောင်းရင်းကတော့အဲ့ဒီចောင်းသားရဲ့မိဘတွေကသူတို့နေရဲ့အချားမျိုးဟာနေအဆောင်နေသူတို့သားအတွက်လိုအပ်တဲ့ငွေကြေးအထောက်ပံ့လှမ်းပို့ပေးကြလို့ဆရာကရုံးမပန်းမှာ ပတ်စံလာထိုးရတာဖြစ်ပါတယ်။စိုင်ကယ်တစ်စီးနဲ့မုံရွာမျိုးပေါ်ဆရာရောက်ရှိလာခဲ့တော့နေ့လယ်ပိုင်းလောက်ဖြစ်ပါတယ်။မုံရွာနဲ့ကြောက်မုံရွာကအတော်ကွာဝေးပါတယ်။ပတ်စံထုတ်ပြီးရင်နောက်ဆရာတယောက်တရွာသေးသားကိုဖိုးလုံးကအထုပ်တထုပ်နဲ့ကားမတ်တိုင်တနေရာမှာရွာပြန်မဲ့ကားကိုစောင့်နေပုံရပါတယ်။ဒါ ው ကိုပိုင်ဆိုင်ကယ်နဲ့လာတဲ့ဆရာဦးဖိုးကျော်ကတွေ့ရှိသွားတဲ့အတွက်သူ့ဆိုင်ကယ်နဲ့တပါးလေးလိုက်ခဲ့ဖို့ကိုဖိုးလုံးကိုပြောဆိုလိုက်တာပါ။ဆရာစကားကြောင့်ကားဆောင်ရတာအညောင်းမိနေပုံရတဲ့ကိုဖိုးလုံးက ဝမ်းတောင်လို့ဆိုပြီးတော့စိုင်ကယ်အနောက်ခုံပေါ်ချက်ချင်းတက်ခွာပြီးတော့ရွာပြန်မှုအတွက်နေရာယူလိုက်ပါတယ်ဒီလိုနဲ့ဆရာနဲ့ကိုဖိုလ်လုံးတို့စိုင်ကယ်စီးပြီးထွက်လာကြရင်မုံရွာမျိုးစုံတော်အယောက်မှာတော့ဆရာကသူ့ရဲ့တငယ်ချင်းတယောက်အိမ်ကိုတွေ့တာနဲ့ရောက်တုံးရောက်ခိုက်ဝင်တရင်မေးကျင်နေဆိုတာနဲ့ခီးတထောက်နားခဲ့ပါတယ်တငယ်ချင်းတွေအချင်းချင်းမတွေ့ရတာလည်းအတော်တန်းကြပြီဆိုတော့ဆရာတို့စကားဝိုင်းကရှေးဟောင်းနောက်ဖြစ်တွေပြောကြဆိုကြနဲ့ညနေဆောင်လာလိုက်တာရွာပြန်မှုကိုကိုဖိုးလုံးတတိပီမ ဆရာပြန်သတိရလာပါတယ်။နေရာလဲဝင်သွားပြီဆိုတော့အဲ့ဒီအချိန်မှရွာပြန်ရင်ညနေလောက်မှပြန်အောင်မသိတဲ့အတွက်ဆရာတငယ်ချင်းကသူ့အိမ်မှာတညတဲသွားဖို့ဆရာတို့နှစ်ယောက်ကိုကမ်းလှမ်းခဲ့ပါတယ်။ဒါပေမဲ့ကျောင်းသူကျောင်းသားတွေကိုစာသိမှုရှိနေတဲ့ဆရာကသူ့တငယ်ချင်းတောင်းဆိုခြင်းကိုညှင်းပယ်လိုက်ပါတယ်။ဒီညာပဲရွာကိုမရောက်ရအောင်ပြန်ဖို့ကိုဖိုးလုံးနဲ့စိုက်ကဲတက်ခွာရင်နှုတ်ဆက်ထွက်ခွာခဲ့ပါတယ်။စိုက်ကဲစီးရင်နဲ့ဆရာနဲ့ကိုဖိုးလုံးတို့စကားပြောနေကြပါတယ်။သူတို့နှစ်ယောက်ဒီချိန်ကြီး ရွာကိုတခါမှမပြန်ဘူးဆိုတဲ့အကြောင်းပြီးခဲ့တဲ့နှစ်ကရွာကောင်းလေးတွေညနေပိုင်းကြီးမိုးရွာထွက်လာတော့လမ်းမှာတရေချောက်ခံရလာလုံဆက်ကြီးများဖြစ်နေမလားငါတို့ကတော့မယုံပါဘူးဆိုပြီးတော့အချင်းချင်းပြောနေကြပါတယ်ဆိုင်ကယ်စီးနဲ့နှစ်ယောက်သားအပြင်းပြင်းလေးတန်းကြကြင်းနဲ့ပြောနေရတဲ့ကိစ္စကဒီလိုပါလွန်ခဲ့တဲ့တစ်နှစ်ကဆရာတို့ရွာကလာသားတချို့ကိစ္စတစ်ခုနဲ့မုံရွာမျိုးကိုဆိုင်ကယ်တွေနဲ့ထွက်ခဲ့ကြပါတယ်ညပိုင်းကြီးပါအဲ့ဒီတုန်းကဆိုင်ကယ်က၂စီး တစည်းကိုလူနှောင်နဲ့အရှိန်တွေမိုင်းကုန်တင်းရင်ဟိုင်ဝေးလမ်းမကြီးကိုလူငယ်တွေပြီးပြီးစိတ်လွတ်ကိုလွတ်ဖြတ်တန်းလာခဲ့ကြတာပါဒီလိုနဲ့ကားတွေစိုင်ကယ်တွေခဏခဏမောက်တဲ့နာမည်ကြီးမိုင်းတိုင်းနာအရောက်မှာတော့ကားလမ်းတစ်ပေတောက်အုပ်တစ်ပတ်တစ်ချက်ကအမွေးအမြင်ထူထူနဲ့လက်ကဝက်လောက်ကဒုံးတိပြတ်နေတဲ့လမဲကြီးတွေထွက်လာပြီးမှောင်နေတဲ့စိုင်ကယ်ရဲ့အရှိမီးသည့်နေပေးရနေလဝါးကြီးတွေဖြန့်ပြီးတော့ကက်ပါလာတယ်တဲ့အဲ့ဒါနဲ့ပဲ အဲ့ဒီကောင်တွေလည်းရသမျှဖျားစာတွေရွတ်ပြီးမမြင်ချင်အောင်စောင့်ကြောက်ကြောက်လန့်လန့်နဲ့အလင်းအမြန်မောင်းနေလာကြတာတော်တော်ဝေးဝေးရောက်မှလမဲမဲကြီးတွေလည်းတပြေးပြေးပြက်ကျန်နေတယ်ဆိုပြီးတော့တရေချောက်ခရရတဲ့ကာလာသားတွေကပြန်ပြောလာကြတာပါအဲ့ဒီတရင်ကတော့ပြီးခဲ့တဲ့နှစ်ကတော်တော်လေးကိုနာမည်ကြီးခဲ့ပါတယ်အခုလဲဆရာနဲ့ကိုဖိုးလုံးတို့စိုက်ကဲအတူတူမောင်းပြီးတော့အဲ့ဒီအကြောင်းလေးကိုရှေးဟောင်းနောက်ဖြစ်ပြန်လည်ပြောလာတာဖြစ်ပါတယ်အချိန်တော်တော်ကြာစိုက်ကဲမောင်းနေပြီးတဲ့နောက်မှာတော့ တဖြည်းဖြည်းနဲ့အဲ့ဒီနာမည်ကြီးတဲ့မိုင်းတိုင်းသားကိုကြုံမဲမသိကြော်ဖြက်လာခဲ့ပါတော့တယ်။ဆရာရောကိုဖိုးလုံးဆိုသူရောတတိတောင်မထားမိကြပါဘူး။အတော်ခက်လန့်လန့်ရောက်မှဆရာကတတိယသွားပြီးတော့ဟိကောင်ဖိုးလုံးဟိုကောင်နေညားတာပါလို့မင်းတို့ငါပြောတယ်မဟုတ်လား။ငါတို့ကားခဏခဏမောက်ပြီးတော့လူအသေးပြောင်များတဲ့မိုင်းတိုင်းကိုကြော်တောင်လာပြီလေ။ဘာမှမတွေ့ဘူးဆိုပြီးတော့တမင်လဲပြန်ကိုဖိုးလုံးကိုလှမ်းပြောပါတယ်။ ကုဖိုးလုံးကလည်းဆရာစကားကိုထောက်ခံမှုနဲ့ရေကြဲကြဲပြန်လည်လှမ်းပြောပါတယ်။အဲ့ဒီအချိန်မှာပဲဆရာတို့စံကဲဟာမောင်းနေရင်ကနေတဖြည်းဖြည်းသူ့အလိုလိုအရှိန်ရော့ကြလာပါတယ်။ခဏကြာမှာတော့စံကဲဟာရက်တန့်သွားပြီးတော့ဆက်လက်မောင်းနေလို့လုံးဝမရတော့ပါဘူး။စီးပြတ်သွားတာလားဆိုပြီးကြည့်ပြန်တော့လေစီးကလုံးဝမပြတ်ပါဘူး။စီးဒီအများကြီးရှိနေတယ်ဆိုတော့စီးကိတ်ကပြတ်သားနေပါတယ်။ဆရာနဲ့ကိုဖိုးလုံးတို့မရမကစံကဲကိုဆက်နှိုးနေပါတယ်။ ဆိုင်ကယ်စစ်ကတော့လုံးဝပြန်လဲပြီးတော့နိုးမလာပါဘူးနှစ်ယောက်သားမဦးမလဲနဲ့ဘာသာဖြစ်လို့ဖြစ်မှန်းမသိတဲ့ဆိုင်ကယ်ကြောင့်မြည်တွန်းတောက်တီးညှိတွားပြီးနောက်ဆိုင်ကယ်ထောက်ကိုထောင်းရင်းအသင့်ပါလာတဲ့ဓမီနဲ့စစ်တွေကိုလိုက်ဆက်ကြပါတယ်အဲ့ဒီအချိန်မှာပဲဆရာဖိုးကျော်တို့ဆိုင်ကယ်အနောက်ဖက်မလန်းမကန့်အမောင်တူတွေကထွက်ပေါ်လာတဲ့အတန်တန်ကြောင့်အဲ့ဒီနေရာကိုဖျက်ခနဲမီးလန့်ထိုးလိုက်ပါတယ်အမောင်တူတွေကအတန်ကိုကိုဖိုးလုံးရောဆရာပါနှစ်ယောက်စလုံးကြားပါတယ် တစ်စက်တည်းမှာပဲဖုံးလုံးစစ်ပြင်းနေတာကိုခဏထားဟိုကူတစ်ချက်ကြည့်လိုက်ပါဦးဆိုပြီးတော့ပြောလာပါတော့တယ်လက်တတူတူနဲ့ပြောဆိုလာတဲ့ဆရာဖိုးကျော်ရဲ့ထစ်ထစ်အားအားစကားသံကြောင့်ကိုဖိုးလုံးတယောက်နားမလည်ဟန်နဲ့ဆရာမီးထုတ်ပြအဘက်ကိုလှည့်ကြည့်လိုက်တော့ဓမီအလင်းရအောင်ကားလန်နဘီတောက်ထဲကနေစပင်ဖားရနဲ့မိမတယောက်တရွေ့ရွေ့နဲ့ထွက်လာပြီးသူတို့ရှိအောင်လှည့်ပြီးရက်တန့်လိုက်တာကိုအထင်သာတွေ့မြင်လိုက်ရပါတော့တယ် နှစ်ယောက်သားချက်သိမ်းမွေးကြီးနေထားပြီးတော့အဲ့ဒါဘာကြီးလဲဆိုတဲ့အကြီးနဲ့ညနေချင်းဆိုင်မိလိုက်ကြပါလေ။ဘာလို့လို့ဘာကင်ရမယ်မသိအောင်ဖြစ်သွားကြပြီးဓမီးကိုလည်းအချားနေရာကိုပြောင်းမထွေးရပါဘူး။သူတို့လှမ်းမြင်နေရတဲ့သပင်ဖားရမိမစီကိုပဲဆရာချိန်ပြီးတော့ထိုးထားပါတယ်။သူတို့အားလုံးသိကြပါတယ်။တတိချာချာကြည့်တော့သပင်ဖားရနဲ့မိမကလူပုံစံလုံးဝမဟုတ်ပါဘူး။အဲ့လိုကြည့်နေစဉ်တတင်္ဂါအတွင်းမှာပဲ စပင်ဖားရချထားတဲ့ခက်လန်းလန်းတောအုပ်ဆက်ကအဲ့ဒီသစိမိမကတရွတ်ရွတ်နဲ့ဆရာတို့အနာကိုချင်းကန်လာပါတော့တယ်ဆိုင်ကရလဲထူးဆန်းစွာနဲ့အခုချိန်ထိမောင်းမရသေးပါဘူးကြုံတွေ့နေရတဲ့အဖြစ်အပျက်ကလည်းမကျွတ်မလို့တရေမှာဆိုတော့ဒီအချိန်ကြီးဟိုဟိုဒီဒီပြေးလွှားနေကြရအောင်လဲလူသူလေးပါးကင်းမဲ့တဲ့နေရာဆိုတော့စုပ်လဲစုစားလဲယူဖြစ်နေပါတယ်ဒီလိုနဲ့ တဖြည်းဖြည်းနဲ့နီးကပ်လာတဲ့သပင်ဖားရားနဲ့မိမပုံသဏ္ဍာန်ကိုပြ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 နဲ့ထင်ထင်ရှားရှားတွေ့မြင်လိုက်ရတဲ့အချိန်မှာတော့နဂိုကလေးကစိတ်သိမ်းမွညင်ထနေတဲ့ဆရာတော်နှစ်ယောက်ခေါင်းနှပန်းနေပါလေပို့ပြီးတော့ကြီးသွားပါတော့တယ်တသက်တာအတွင်းမှာတခါမှမြင်တွေ့ခဲ့ဖူးခြင်းမရှိတဲ့အမင်္ဂလာအဲ့ဒီပုံရိပ်ကဘလို့ပုံစံဆိုတာကိုပြောပြရင်ခက်ခဲလာပါတယ်ဘာကြောင့်လဲဆိုတော့ဓမ္မီအလင်းရောင်အောက်ကစပင်ဖားရားနဲ့အဲ့ဒီမိမကမျက်နာမပါဘဲ စပင်းကြီးတက်တက်ရှိနေလိုပါပဲအဲ့ဒီအချိန်လက်နှစ်ဖက်ကလည်းဒစဒစရှိထွက်လာလို့တစ်ဖက်ကဆရာတို့စီကိုလက်ဖွားဖြင့်ဆန်တန်းပြီးတော့ကြံလက်တစ်ဖက်ကကတ္တရာလမ်းပေါ်တရွတ်တိုက်တွဲကြနေပါခြေထောက်တူပြန်ကြည့်တော့လဲခြေဖနောက်နှစ်ဖက်စလုံးကအရှိရောက်နေပြီးတဘာဝလုံးဝမကြတဲ့ပြောင်းပြန်အချိုးဆိုင်တွေနဲ့ဆရာတို့စီကိုတပြေးပြေးစပင်ဖားရတဲ့တရေမကချင်းကန်လာနေရပါတယ် ဆရာလည်းအဲ့ချိန်ကျမှခေါင်းထဲမှာဖျားတရားကိုအာရုံပြုဖို့တတိယလာပြီးထစ်ထင်ကုန်းကုန်းနဲ့နှုတ်တက်ရွတ်ချလိုက်ပါပဲဆရာရွတ်လိုက်တာကတော့တန်ဖုတ်တွေကထားပါကိုဖိုးလုံးကတော့ဆရာခါကိုဖက်ပြီးဇောချွေးတွေတပြန်ပြန်ဖြစ်နေပါပဲဆရာတန်ဖုတ်တွေကထားကိုဆုတ်လိုက်တဲ့အချိန်မှာပဲကြောက်မက်ဖွေရာပုံစိုးပန်းစိုးအစင်းတန်းနဲ့မကြုံမလွတ်တဲ့တရေမကြီးကခြေလန်းတွေဘလောက်လျှောက်ခဲ့ပြီးမဲ့ဆရာတို့စီကိုရောက်မလာတော့ပါ အဲ့ဒီနေရာမှာပဲရစ်တီရစ်တီနဲ့တက်ဆုတ်သွားပါမယ်။ဆရာလည်းတန်ဖုတ်တွေကားထားကိုအစွမ်းထက်မှန်တီးသွားတော့အလော30ထစ်ထစ်ငုံငုံရွတ်။တရေမာကြီးကလည်းရှစ်စစ်တိုးမရတော့ပြီမဲ့ဇွန်းနေပဲမလျှော်ပဲနေရာမှာပဲတစ်ချက်ချက်နဲ့ခြေလမ်းကျဲတွေလမ်းပြီးနှစ်ဦးနှစ်ဖက်သူ့မသားကိုမသားတိုက်ပတ်နေကြပါလေ။ကြောက်စိတ်ကတော့ပြောမနေပါနဲ့။တကယ်ကိုဘဝမှာတခါမှမကြောက်ဘူးတဲ့ကြောက်စိတ်နဲ့နှစ်ယောက်သားကြောက်နေကြပါလေ။ ချိန်တော်ကြတဲ့အထိဒီတိုင်းကြီးဆက်သွားလို့မရမယ်။ဆရာလည်းတည်တာနဲ့ကိုဖိုးလုံးလက်ထဲကိုဓာမီကိုထိုးထည့်ပြီးအဲ့ဒီတရေမစီချိန်ထိုးထားခဲ့လိုက်ပါတယ်။ပြီးတော့ဆရာလည်းနှုတ်ကဂါထာမန္တန်နေအစ်စ်မပြတ်ရွင်းနဲ့ဆိုင်ကယ်ကိုခွာပြီးစစ်ကိုအတကုံနှိုးပါတော့တယ်။ဆိုင်ကယ်ကလည်းဘလောက်ပဲနှိုးနှိုးစစ်ကနှိုးမလာပါဘူး။ကိုဖိုးလုံးကတော့စစ်နှိုးနှိုးမနှိုးနှိုးဆရာနဲ့အတူအနောက်ခုံကတက်ထိုင်ပြီးပါပဲ။ဆရာကြီးဟိုဟာကြီးကတော့ တဖြည်းဖြည်းကက်ကက်လာနေပြီးလှုပ်ပါအောင်လှုပ်ပါအောင်ဆိုပြီးတော့ငိုတန်ပါပါကြီးနဲ့ပြောဆိုရင်တရေမစီကို နောက်ပြန်ဓမီကိုလှမ်းထိုးမြင်လှမ်းထိုးထားပါမယ်အဲ့ဒီအချိန်မှာပဲဘယ်ကောင်မှမသိတဲ့ခွေးဥတန်လိုလိုဘာလိုလိုအတန်တွေပတ်ဝန်းကျင်တစ်ဝက်ကနေထွက်ပေါ်လာပါတယ်တချို့ချုံနေတကိုင်းတရွတ်တွေလီမတိုက်ဖဲနဲ့သူ့အလိုလိုလှုပ်ခတ်လာကြပါတယ်ဆိုင်ကအနောက်ကောင်ကကိုဖိုလိုတယောက်ကတော့သူ့မျက်လုံးကိုသူ့မယုံကြည်ဖြစ်နေမိပါတယ် တရေမားရဲ့အနောက်ဖက်တပ်ပင်ထက်မှာမဲ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 နဲ့အရေးကြီးတွေတကိုင်းတကိုင်းကနေတကိုင်းကိုဟိုတီကူလူသွားလာနေကြပါတယ်။အဲ့ဒီအပင်ကြီးရဲ့အနောက်မှာတော့ထမ်းပင်လောက်ရှိတဲ့အရက်ရှိရှိနဲ့အရင်မဲမဲကြီးကသူတို့စီကိုလှမ်းမြော်ငုံကြည့်နေပါတယ်။ကိုဖိုလုံတယောက်ဆရာကြီးနောက်ထပ်တရေတွေအများကြီးထထွက်လာပြီးဒုက္ခပါပဲဗျာဆိုပြီးတော့ချုံပွဲချကြောက်ကြောက်နဲ့ငိုပါတော့တယ်။ ီလိုမျိုးအဖြစ်ကိုကြုံနေတော့မထင်မထားပဲဆရာဥဖိုးကျော်ကောင်းထဲမှာအတွေ့တစ်ခုချက်ချင်းဝင်ရောက်လာခဲ့ပါတယ်။အဲ့ဒီအတွေ့ဆိုတာလည်းဒီကိစ္စနဲ့သက်ဆိုင်ခြင်းမှသက်ဆိုင်ပါလိမ့်မယ်။ဒါပေမဲ့လည်းဘာမှမသိတဲ့အဲ့ဒီအတွေ့ကဒီကိစ္စကိုဂိုင်တွယ်ဖို့ရာသူ့ဦးနှောက်ကိုထူးထူးဆန်းဆန်းလှုံ့ဆော်နေပါတယ်။ရွတ်ဖက်နေတဲ့ဖျားစာတရားစာတွေနဲ့ဆိုင်ကယ်ဆက်နှိုးခြင်းကိုရပ်တန့်လိုက်ပြီးဆရာကခုဖိုးလုံးကိုမေးခွန်းတစ်ခုမေးလိုက်ပါတယ်။ ဆရာနဲ့စတွေ့တုန်းကကုဖိုးလုံးကကားဂိတ်မှာစောင်းရင်းနဲ့လက်ထဲမှာအထုပ်ထုပ်ဆွဲထားတာကိုဆရာမှတ်မိတဲ့အတွက်အဲ့ဒီအထုပ်ကဘာထုပ်လဲလို့မေးလိုက်ပါတယ်။ဆရာရဲ့မိကုံးကြောင့်ကုဖိုးလုံးတယောက်လဲကြောက်လန့်တကြားနဲ့ဆရာအဲ့ဒါအမဲသားစိတ်ထုပ်ကြီးလို့ပြန်လဲပြီးတော့ဖြေကြတဲ့အတွက်နှစ်ယောက်သားငါတို့တော့တေးတာပဲဆိုတဲ့အကြည့်နဲ့ကြည့်လိုက်ပါတော့တယ်။ပြီးတော့စောစောကလေးကဒီထုပ်ကြီးပါလာတယ်ဆိုတာကိုသူ့ကိုမပြောကောင်းလားဆိုပြီးတော့ဆရာကကုဖိုးလုံးကိုစူးပါတယ်။ ြီးတော့အဲ့ထုတ်ပမာလေးလို့မေးလိုက်တော့ဆိုင်ကယ်ရှိခြင်းနဲ့မှလို့ကိုဖိုးလုံးကပြန်ပြီးတော့ပြောလာပါတယ်။ဆရာဦးဖိုးကျော်တယောက်ပြောပြောဆိုဆိုဆိုင်ကယ်အရှိခြင်းနဲ့ကိုလက်နိုင်မလို့လှမ်းကြည့်လိုက်တော့ဆိုင်ကယ်အရှိမိသည်အလင်းရောင်အောင်မှာအမွေးအမြေထူးထူးလက်မဲမဲကြီးတွေလက်ကောက်ဝက်ကပြက်လို့လက်ဖွားကြီးတွေဖြန့်ခင်းပြီးတော့တောင်းနေတဲ့ပုံစံကိုတွေ့ရပါတော့တယ်။ဆရာလည်းအမလေးဟဲ့မျက်စောဖျားလို့တခုံးမဲ့អော်ပြီးရုတ်တရက်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကျောက်လန့်တကြားဖျားတာမိလိုက်ပါတယ်။ အရှိချင်းတွေကအထုပ်ကိုအလင်းအမြန်ဆွဲယူရင်သူတို့အနာကိုအပြေးပြေးနီးလာတဲ့တရဲမကြီးစီကိုမှန်းပြီးတော့လှမ်းပစ်ပေးလိုက်ပါတယ်ပြီးတော့နင်တို့လိုချင်တာငါတို့ပေးပြီးပြီငါတို့ကိုလည်းတွန်းခွင့်ပေးတော်လို့ပြောပြီးစက်ကိုနှုတ်လိုက်တဲ့ခါမှာတော့စက်ကလည်းချက်ချင်းပဲအံ့ဩဖွယ်ရာနှိုးလာခဲ့ပါတယ်ဆရာလည်းစိုင်းကဲစက်နှိုးတာနဲ့ချက်ချင်းနောက်လှည့်မကြည့်နေတော့ပဲလီပါကိုအသက်ကုန်ဆောင်နေရင်မိုင်းကုန်တင်းကအဲ့နေရာကနေအတော့နေပြီးထွက်ခွာလာခဲ့ပါတော့တယ် ကိုဖိုးလုံးတယောက်ကတော့ဆရာခါကိုဖေးရင်းနဲ့အသားတွေတဆက်ဆက်တုန်ခါနေပါတော့တယ်။ဟုတ်ကဲ့ဆရာကအခုလိုမျိုးကျွန်တော်တို့ကိုစုံကြည့်စမ်းကြည့်ပြောလာခဲ့တာ။ကျွန်တော်တို့အားလုံးလည်းဆရာကိုရီးကြုံရတဲ့တရေချောက်တဲ့အကြောင်းကိုနားထောင်ပြီးချက်သိမ့်မွေးညင်းနေလဲထလာမိပါတယ်။အဲ့လိုအချိန်မှာပဲကျွန်တော်တို့အဆောင်ရှိကိုအဝေးရလာတဲ့ဆိုင်ကယ်မီးရောင်တစ်ခုကြားရောက်လာခဲ့ပါတယ်။ခဏကြာတော့အဆောင်ရှိချန်တကားဝမှာဆိုင်ကယ်တစ်စီးလာထိုးရပါတယ်။ ဆရာကြီးဆရာဆရာဥပုကျော်ရှိလားဆိုပြီးတော့လှမ်းခေါ်တဲ့အတန်းလဲထက်စစ်ထွက်ပေါ်လာခဲ့ပါတယ်ဆရာလဲဘသူတော့ဒီချိန်ကြီးကြာမှာဆိုပြီးတော့အိတ်ရှိကိုထွက်သွားပါတယ်ကျွန်တော်တို့ចောင်းသားတွေအားလုံးလဲဆရာနောက်ကနေညအချိန်မတော်ဖြစ်တဲ့အတွက်လိုက်သွားမိပါတယ်ခြံရှိရောက်တော့ဆရာရဲ့တပည့်နီတုတ်ဖြစ်ပါတယ်နီတုတ်ကဆရာတပည့်ထဲမှာအဆိုးဆုံးပါအရင်တောက်တာကလည်းလွန်ရောပါဒါကြောင့်မလို့ဆရာကမင်းအရင်မူးပြီးတော့ငါ့အဆောင်မှာကောင်မလေးတွေကို ဖွင့်လာကြောင်းလားလားမင်းတို့ရဲ့အဖိုးအဖအနေတောင်စောင်းနာလေးတွေဟိုဘက်ကသူ့ညီမအိမ်ကိုထွက်သွားတယ်ငါလှမ်းတိုက်လိုက်ရမလားဆိုပြီးတော့နီတုတ်ကိုပြောလိုက်ပါတယ်အဲ့လိုလဲပြောရောနီတုတ်ကဆရာရဲ့ဒီနေ့သူအရင်မတော်ဘူးဆိုတဲ့အကြောင်းနဲ့စောစောကအဖအနေဆရာအိမ်ကိုလာတယ်ဆိုတော့ဘယ်အချိန်လောက်ကလဲလို့ပြန်ပြီးတော့အံ့ဩမှင်တဲသွားပုံနဲ့ပြန်မေးလာပါတယ်ဆရာကလည်းအဖအနေကိုမင်းတို့တွေဒီတိုင်းလှွတ်ထားကြလားသူခင်ဗျာအိုကြီးအိုမနဲ့တနာပါတယ်ကွာညီမအိမ်ကိုအလဲလာခြင်းလို့ အချိန်မတော်ကြီးဒုက္ခောက်တချောင်းဓမီတလနဲ့အင်းကနေတယောက်ထဲလမ်းလျှောက်ထွက်လာရတယ်။မင်းတို့မြေတွေဖြစ်ပြီးတော့အာမကူကြဘူး။စောစောက10မိနစ်လောက်ကပဲငါအိရှိကိုလာပြီးတော့ငါနဲ့စကားပြောသွားတယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲနီတို့တယောက်အားရပါရခြုံပွဲချငိုပါတော့တယ်။ဘာဖြစ်လို့ငိုတာလဲလို့ဆရာကပြန်ပြီးတော့အဖအနီတယောက်ညနေဆောင်လောက်ကလေးကလူကြီးယောဂာနဲ့ဆုံးသွားတာကြာပြီဆိုပြီးတော့ပြောပြလာပါတော့တယ်။ နီတိုရဲ့ငုံမဲမဲ့စကားသံကြောင့်ဆရာအပါဝင်ကျွန်တော်တို့အားလုံးမျိုးလုံးအပြူသားဖြစ်သွားကြပါတယ်။စောစောလေးတွေကပဲအဖအနီကိုခြံဝမှာဆရာထွက်ပြီးတော့စကားပြောခဲ့သေးတယ်မဟုတ်လား။ဒါပေမဲ့အဖအနီဆုံးသွားတာညက်နေကြတဲ့ဟာတဲ့။ဒါဆိုရင်စောစောကကျွန်တော်တို့တွေ့လိုက်ရတာကအဖအနီရဲ့ဝိညာဉ်။ပြီးတော့ကျွန်တော်တို့အားလုံးကို လာပြီးနှုတ်ဆက်သွားတယ်လို့ကျွန်တော်တို့တွေ့ရင်လည်း